မင်္ဂလာပါရှင်တော်ဝဲဝါရှက်တပန်တွေ့တင်းနေတဲ့တင်းအစီအစဉ်ကနေကြိုဆိုပါရစေ။ကျမတို့ရှင်မအခုတစ်ပတ်မှာတော့အော်တိုဘာလ3ရက်နေ့ကနေ9ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တင်းနေတဲ့တိုင်းအတွင်းသတင်းတွေကိုတင်ဆက်သွားဖို့ရှိပါတယ်။တင်ဆက်ပေးမယ့်သတင်းတွေကတော့ပုတ်ပြင်းတဲ့တရက်ချောင်းမှာဆရာနာရှင်တက်ကအမျိုးသမီးနှစ်ဦးကိုအချင်းချင်းမတင်းကျင်းတဲ့သတင်း။လောင်းလုံးမှာရက်စစ်တက်အားရက်ရှိပြတ်တောက်သွားတဲ့အခြေအနေ။ တရချောင်းကျောင်းလေကားရွာကနေ80ကျော်မိရှုဖြစ်စီခံရတဲ့အကြောင်းအပါအဝင်တပတ်အတွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ဒါအပြင်ဒီအပတ်အတွင်းဖြစ်ပျက်ခဲ့တဲ့သတင်းအကြောင်းအရာစုံစုံလင်းလင်းကိုရှုစားရမှာဖြစ်ပါတယ်။ပေါ်ပြင်းမြွနယ်နဲ့တရချောင်းမြွနယ်မှာဆရာနာရှင်တက်ကအမျိုးသမီးနှစ်ဦးကိုအချင်းချင်းမတင်းကျင့်ခဲ့ပါဗျ။ ဖုတ်ပြင်းမြို့နယ်ထောင်စုံမဟက်ကျေးရွာအုပ်စုစခန်းတော်ရွာမှာနေတဲ့အမျိုးသမီးတဦးကိုဆရာနာရှင်တပ်သားတွေကဖမ်းသွားပြီးတဲ့နောက်အချင်းချင်းမရင်းချင်းခဲ့တဲ့အပြင်တရချောင်းမြို့နယ်အုတ်တူရွာမှာလည်း6လောက်တစ်ဖက်ဖြတ်ထားရတဲ့အသက်85နှစ်အရွယ်မတန်ဆွမ်းအဖွားတဦးကိုဆရာနာရှင်တပ်သားတဦးကအရမပြင်းချင်ခဲ့တာပါတတိယအပြည့်စုံကိုတော့ဒေါ်ယဝက်ရှအဖွဲ့သားတဦးကပြောပြပေးသွားမှာဖြစ်ပါတယ်ပုံပြင်းမျိုးနယ်နဲ့တရချောင်းမျိုးနယ်မှာဆက်နာရှင်တပ်ကအမျိုးသမီးနှစ်ဦးကိုအကြိမ်ကြိမ်မတိုင်းကျခဲ့ပါတယ် ပေါ်ပြေးမျိုးနဲ့ထောက်ဆောင်မှတ်ကျေးရွာအုပ်စုစကန်တာရွာမှာနေထိုင်တဲ့အမျိုးသမီးတဦးကိုဆက်နရှိတပ်သားတွေကဖမ်းသွားပြီးနောက်အကြိမ်ကြိမ်မရင်းကျခဲ့တာပါစစ်တေဘလာ20ရင်းကအဲ့ဒီကျေးရွာမှာနေထိုင်တဲ့အိထောက်တဲ့အမျိုးသမီးတဦးကိုဗိုဒါရွာမှာထိုင်ချထားတဲ့ဆက်နရှိတပ်ကလမ်းပြပေးဖို့ခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်အဲ့ဒီအမျိုးသမီးတဦးအနေနဲ့အသက်30ကျော်အရွယ်အမျိုးသမီးကိုရိတ်နှက်ပြီးပြန်လောလိုက်ကအသက်20ဝန်းကျင်အရွယ်အမျိုးသမီးကိုတော့အကြိမ်ကြိမ်မရင်းကျခဲ့တာလို့ဒေသခံအချို့ကပြောပါတယ် တညလုံးမတင်းကျက်ပြီးနောက်တရက်မနေ့မှပြန်လောက်လိုက်တာလို့ဆိုပါရယ်အဲ့ဒီအမျိုးသမီးနှုတ်ရဲ့အမျိုးသားတွေနေအိမ်မှာမရှိတဲ့အချိန်ဆက်နေရှိတတ်သားတွေကလောက်ခေါဆောင်သွားတယ်လို့ဆိုပါရယ်ထောက်ဆောင်ဖက်ကြေးရွာအုပ်စုမှာဘောရာကြေးရွာလည်းပါဝင်ပြီးအဲ့ဒီရွာမှာအထိုက်စခန်းချထားတဲ့စစ်နာရှင်တပ်ကအပုတ်ပြင်းအခြေဆိုင်အခမရ358တပ်ရင်းဖြစ်တယ်လို့ဒေသခံအချို့ကပြောဆိုပါရယ်။တရချောင်းမြို့နယ်အုတ်တူရွာမှာလည်းခြေတောင်းတစ်ဖက်ဖြတ်ထားရတဲ့အသက်85နှစ်အရွယ်မတန်ဆွာအပွားတူကိုစစ်နာရှင်တပ်သားတူကအဓမ္မပြုကျစ်ခဲ့ပါရယ်။ စတေဘာလာ29ရက်နေ့ညနေ4နာရီလောက်မှာအခွားအုပ်တူရဲ့နေမှာရှိနေချေအရင်မူးနေတဲ့ဆက်နာရှိတပ်သားတူကရောက်လာပြီးအာဓမပြုချက်ခဲ့ရလို့ကဲကတ်ရှိအခွားရဲ့ပြောပြချက်ကိုကိုးကားပြီးဒေသခံအမျိုးသမီးတူကပြောပါတယ်။ရေလည်းနားကထွားနေပြီလေအလူကအောက်မပြောင်းမဆိုးမဆိုင်နေဒူဟိုကိုတုံလှပြီးတော့ဒါချင်းမမမကအိုးဝဲကုနီတုံးမနာကွဲချမ်းလို့ဖာမမလည်းမှန်လည်းကြည့်ချက်မကလဲရောကွာသူကလည်းသူဟိုနေနေလည်းကြည့်ဘူးပဲနော်။ ်ဟဲ့နော်သူလုံတော်ခံတော်ဆိုပြောပါနော်ငါမလုံငါလုံတော်ငါမသွားသွားမြန်ယူခဲ့ပါပဲနော်လောငါဝဝီပဲနော်လောတော့ပါဆိုစီမောတိတ်တိတ်နေလို့ပြောရဲလက်ခံတော်ဆိုပြောပြီးတော့သူစီဖို့ရပါနော်လောသူဟာမြေမှာအမျိုးပိုင်ရမှာအမျိုးဖြစ်ခံတီဆိုလို့သူဝန်နဲ့ကြောင်ဖာလာမော်လို့သူတော့သူမဖြစ်နေဘူးနော်ညီကတည်းကလည်းမှန်းလဲစောင်းမွားလည်းသူမှန်းလဲမစောင်းဘူးနော် အာရမန်ပြုချစ်ခံရတဲ့အဖွားကအစီချိုယောဂါကြောင့်ညာဘက်ခြေထောက်ဒူးအောက်ပိုင်းအထိဖြတ်ထားရပြီးဘယ်ဘက်ခြေထောက်မှာလဲခြေချောင်းအချို့ဖြတ်တော့ထားရတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီလိုအာရမန်ပြုချစ်ခဲ့တဲ့စစ်နာရှည်တပ်သားကတရချောင်းမြို့အခြေစိုက် တန်ရင်းတွေဖြစ်တဲ့ခမာယ433 434 435 435ငါစားတဲ့တရေတစ်ခုခုက ဖြစ်နေတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။စစ်တပ်က21ရက်နေ့ဝန်းကျင်မှာဒိုဝဲမြို့ကနေကွန်လန်တိုင်းလာပြီးတင်းကျောရွာနဲ့ရဲတောင်ရွာမှာလေးရက်လောက်တက်ဆွဲခဲ့ပြီးနောက် အုတ်တူရဘက်ကိုစစ်ကြောင်းတို့ဝင်ရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်လောင်လုံးမြို့နယ်မှာတော်လိုင်းပူပေါင်းတပ်တွေနဲ့ဆီယနာရှင်တပ်တို့နှစ်ဖက်တိုက်ပွဲအတွင်းပစ်ခတ်တဲ့ကြည်စံတချို့မြို့နယ်လျှက်စစ်တပ်အခွဲရုံက 5MVA Transformer ကိုထိသွားတာကြောင့်လျှက်စစ်တပ်အားရရှိပြတ်တောက်နေပါတယ်။ဒီသတင်းကိုတော့ Dwell Watch အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။လောင်လုံးမြို့နယ်မှာလျှက်စစ်တပ်အားရရှိပြတ်တောက်မှုနဲ့တကြောပြန်ကြုံတွေ့နေကြရပြန်ပါတယ်။ စနေမလာ30ရက်ကလလုံးမျိုးပေါ်တိုက်ပွဲဖြစ်ပွားတဲ့နေ့ကစပြီးအခုလိုလျှက်စစ်မီ ပြတ်တောက်သွားခဲ့တာပါအဲ့ဒီနေ့ကတော်လိုင်းရင်ပူပေါင်းတပ်တွေဟာလလုံးမျိုးပေါ်ဆက်အာနာရှင်တပ်တပ်ဆွဲထားတဲ့အထွေထွေအုပ်ချုပ်ရေးယုံနဲ့လဝကယုံတွေကိုဝင်ရောက်ပိတ်ခတ်ခဲ့ကြပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြပါတယ်တိုက်ပွဲထဲပိတ်ခတ်တဲ့ကြည်ဆန်ကျို့ဟာမြို့နယ်လျှက်စစ်တအားခွဲယုံက 5MVA transformer ကိုကြည်တိမှန်ပောက်ထွက်သွားခဲ့တယ်လို့ဒေဝခရိုင်ကိုလျှက်စစ်တအားဖြန့်ဖြူးပေးနေတဲ့ ်ပထရိုလ်ယင်ထရန်ကုမ္ပဏီကထုတ်ပြန်ထားပါတယ်။ကြီးစံထိမှန်သွားတဲ့ Transformer ပါဝင်ပစ္စည်းတွားလို့ပြန်အစားထိုးပြုပြင်ရမယ့်ဆက်ပစ္စည်းတွေဟာဒေသထဲအလွယ်တကူဝယ်ယူလို့မရတာကြောင့်မြို့နယ်ထဲလှည့်စစ်ပြတ်တောက်မဲ့အချိန်ကြာနေတယ်လို့မြို့နယ်လှည့်စစ်မှုက ပြောပါတယ်။ပစ္စည်းကဒီမမမရဘူး။ဒီရရင်ကျွန်တော်တို့ကရန်ကုန်မှာရန်ကုန်မှာလည်းပြီးအခုကတော်တော်ကို များရရသူတို့ကလုပ်ကြတာ အနည်းဆုံးတစ်ပတ်ကနေ10ရက်အထိကြာနိုင်တယ်လို့မြို့နယ်လှည့်စက်မှုကခန့်မှန်းပြောဆိုထားပေမဲ့ဒေသခံတွေကတော့လချီကြာနိုင်တယ်လို့ပြောဆိုနေကြပါတယ်။လှည့်စက်တအားအခုလိုရက်ရှိပြတ်တောက်တာတွေကြောင်းမွေးမြူရေးသမားတွေဝက်ရှော့လုပ်ငန်းရှင်တွေစတီအလူမီနီယံတန်ပန်းလုပ်ငန်းတွေလိုမျိုးလှည့်စက်တအားကိုမှီခိုရတဲ့လုပ်ငန်းရှင်တွေကတော့ညှိတွားနေကြပါတယ်။ဒေသခံချို့ကတော့ဆိုလာ ဘက်ထရီလိုမျိုးပစ္စည်းတွေကိုငွေကုန်ကြေးကျခံဝယ်ယူနေကြရပါတယ်။ဒါပြင်လချီကြာလှဲဆက်ဓာအပြတ်တောက်ပါကဖုန်းတာဝါတိုင်းတွေအလုံးမလုံးတော့ပဲဆက်သွယ်ရေးခက်ခဲတာတွေလည်းကြုံရလေးရှိပြီးဖုန်းအားသွင်းဖို့ရေဆက်မောင်းဖို့ကအစအခက်အခဲတွေကြုံတွေ့နေကြရတယ်လို့ဒေတာခန်တွေကဆိုပါတယ်။ဒီလေဘဇပ်ကျမဒီမီဒီယာကနာကိုပဲပြောနေကြတာပေါ့နော်ဒီလိုမီးရဲ့စီပြတော့ကြတော့ဘာဖြစ်တယ်ညာဘက်ကဒုက္ခဖြစ်တဲ့အကြောင်းရင်းတွေကတော့တမြုံ ဒီမြို့နယ်မှာကျွန်တော်တို့သွားသမျှနေရာတွေမှာဒီအစာအိမ်ကိုပဲကြားနေရတယ်။ဆိုတော့ကကျွန်တော်တို့ဆိုးရှုံးမှုတွေရောအများကြီးပေါ့ဗျာ။ဒါပေမဲ့တော်လန်ရင်းသမားတွေဘက်ကကျွန်တော်တို့ကြားရတာကတော့အဲသူတို့ဒီ SSC လုတ်တဲ့လုတ်တာမျိုးမဟုတ်ပဲနဲ့သူမတော်တဆထိခိုက်မိတဲ့ဆိုတဲ့ပုံစံမျိုးကိုသူတို့ကပြောဆိုတာမျိုးတော့ကျွန်တော်ကြားကြားရတာပေါ့နော် လလုံးမြို့နယ်မှာဒီလိုရက်ရှိလဲစစ်တအားပြတ်တောက်တာမျိုးတွေကမချာခဏဖြစ်ပွားနေတာပါပြီးခဲ့တဲ့မေလကလည်းလလုံးမြို့ပေါ်တိုက်ပွဲကြောင့်မြို့နယ်ထဲရပောင်း60ကျော်ကြာလဲစစ်တအားပြတ်တောက်ခဲ့ပြီးဒေသခံတွေအခက်အခဲကြုံခဲ့ရပါသေးတယ်မနေ့ကလည်းအခုလိုမျိုးတရင်ကြော့မီထုံးပွဲချင်းလလုံးမြို့အနီးကိုစစ်အာဏာရှင်တပ်ကစစ်ကြောင်းထုတ်လာလို့ဒေသခံတွေဟာလဲစစ်တအားရက်ရှိပြတ်တောက်ခဲ့ပါသေးတယ် အဲ့ဒီအချိန်ကလည်းဒဝဲမြို့ကြီးပေါ်မှာသတင်းကြောမိထုံးပွဲတော်နဲ့ရုတ်ရာတပိတ်မျောပွဲတော်ကိုမိအောင်စုဖြင့်စီကားတက်မြိုက်နေချင်းထောင်ထဲချီတဲ့လလုံးဒေတာခံတွေကတော့ပွဲတော်ကာလကိုမမှုအားပဲအမောင်ထဲမှာပြေးလွှားပိုးဆောင်နေကြရတာလို့ဒေတာခံတွေကပြောပါတယ်အခုဒီနေ့လဲတက်တိုင်ဆိုင်ဆိုင်ပဲမိထုံးပွဲတော်နဲ့တပိတ်မျောပွဲတော်ကာလ လောလောကျောဆွယ်ပေါ်မှာလျှက်စက်တအားပြတ်တောက်ပြီးဒေသခံတွေအမောင်ထက်မှာနှစ်ပါးသွားကြရမယ့်အခြေဆိုင်နေပါတယ်ခင်ဗျာပလောင်မြို့နယ်ပလောင်မြို့မင်းပြင်းရွာကိုဆင်းအနာရှင်တက်ကအော်တိုဘားလ2ရက်နေ့နေ့လယ်ပိုင်းမှာကြက်တိုက်လေရင်နဲ့ဘုံနှလုံးကြဲချတိုက်ခိုက်ပြီး0.5စက္ကန့်နဲ့ပါပစ်ခတ်ခဲ့ပါတယ်ဒီတရင်ကိုတော့ Dwell Wash အဖွဲ့သားတို့ကပြောပြပေးသွားမှာပါပလောမျိုးနဲ့ပလာမျိုးမင်းမြင်ရွာကိုဆန္ဒရှင်တက အော်တိုဘန်ရဲ့နေရဲ့နေလေပိုင်းမှာဂျက်တိုက်လီရင်နဲ့ပုံနယ်လုံးချက်ချတိုက်ခိုက်ပြီးပိုက်ဖိုက်စတဲ့နဲ့နဲ့ပါပစ်ခတ်ခဲ့ပါတယ်။ဗလာမျိုးပေါ်နဲ့မြင်းပြင်းရွာပါဝင်အနီဝန်ချင်းရွာတွေမှာဆက်နာရှင်တန်နေပြည်သူကာကွယ်ရေးမာမိတ်ပူအောင်တပ်တို့တိုက်ပွဲတွေနေစဉ်နှိပါဖြစ်ပွားနေတာနှစ်လကျော်လာပြီဖြစ်ပါတယ်။တိုက်ပွဲကာလနှစ်လလောက်အတွင်းဆက်နာရှင်တပ်ကလေရင်နဲ့အကြေး30လောက်ဗိုလ်ချဲတိုက်ခိုက်ခဲ့တယ်လို့ မြစ်ခရဲ့အမှန်တည်းတိုင်တိုင်မှုကပြောပါတယ်။လိင်နဲ့ဗိုလ်ကျဲတက်ခိုက်ပြီးနောက်ဆန္ဒရှင်တကမိပြည်ရွာ ဖက်ကူစစ်ကြောင်းထူလာလို့တိုက်ပွဲဆက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်တိုက်ပွဲနဲ့ဒီကြောင်တက်ခိုက်မှုကြောင့်ဗလာမြုတ်ခံပြည်သူတွေနဲ့မိပြည်ရွာအပါအဝင်အလီဝန်းကျင်ကဒေသခံတွေထွက်ပြေးတေးဆောင်ခဲ့ရပါတယ်။ တနင်္လာရီမျိုးနဲ့ကန်တိုရွာဟောင်းကိုဆီယနာရှင်တက်ကစစ်ကြောင်းထိုးလာလို့တော်လိုင်းရင်တက်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပြီးစစ်ဘေးရှောင်တွေနဲ့ရွာသားတွေထွက်ပြေးခဲ့ရပါတယ်ကန်တိုရွာမှာရှိတဲ့ပြည်ထောင်စုလမ်းမှာတက်ဆွဲထားတဲ့ဆီယနာရှင်တပ်သားတွေကအောက်တိုဘာလ3ရက်နေ့မှာချောင်းချထားတဲ့ကန်တိုရွာဟောင်းဖက်ကိုလှိနဲ့ကူးလာပြီးစစ်ကြောင်းထိုးလာတာကနေတိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။ဒီလိုတိုက်ပွဲဖြစ်လာလို့ကန်တိုရွာဟောင်းရွာသားတွေနဲ့အဲဒီရွာမှာစစ်ဘေးလျှောက်နေကြတဲ့တခြားရွာတွေကဒေသခံတွေပါထွက်ပြေးတိမ်းရှောင်ရတယ်လို့ပြောပါတယ်။ ကန်းတုတ်ရွာဟောင်းမကညောင်ပင်ကုန်းရွာကန်းတုတ်ရွာနဲ့ပြည်ဝန်းရွာကဒေသခံ900ဝန်းကျင်စစ်ဘေးရှောင်နေကြတာပါမြင်းမြို့နယ်တုံးပြိုကြီးရွာရွာဟောင်းဘက်ကိုစစ်အနာရှင်တပ်ကစစ်ကြောင်းထိုးလာလို့တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။တုံးပြိုကြီးရွာမှာရှိတဲ့စစ်အနာရှင်တပ်သားအင်အား40ဝန်းကျင်ကအောက်တိုဘာလ1ရက်နေ့မနေ့မှာစစ်ကြောင်းဆထိုးလာလို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်အနာရှင်တပ်သားတွေအထင်အားလို့ပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်ပြီးနောက်မှာတော့တုံးဖြိုကြီးကျေးရွာမှာရှိတဲ့ကာကင်စခန်းကိုဒဏ်ရာရသူတွေအပါအဝင်ဆီယနာရှင်တပ်သား20ဝန်းကျင်ပြန်ရောက်လာတယ်လို့ဒေသခံတွေကဆိုပါတယ်။ကာကင်စခန်းကိုမြေမြုပ်ကနာယေကွန်ညီမူကာဒစီဝင်သွားတာကိုမြင်ရပြီးဒဏ်ရာရသူတွေကိုလည်းတွေ့ပြီးဝင်သွားတာကိုမြင်ရတယ်လို့ဒေသခံတချို့ကဆိုပါတယ်။ညနေပိုင်းမှာတော့အင်အားထက်ပြည့်ပြီးအင်အားတရာဝန်းကျင်နဲ့ရွာဟောင်းဘက်ကိုစစ်ကြောင်းပြောင်းဝင်သွားတယ်လို့တော်လိုင်းရင်တပ်ဖွဲ့နဲ့နှိစက်သူတွေကဆိုပါတယ်။ စက်တင်ဘာလ29ရက်နေ့ကလည်းငွေကြေးကောက်ခံနေတဲ့တုံပြိုကြီးရွာလမ်းဆုံးဆီယနာရှင်တက်စစ်စရေကိတ်ကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ရည်ဖြူမျိုးနဲ့ဒဝဲအထူးစည်းပွားရေးဆောင်ဒေသမှာရှိတဲ့ဧကနီရွာနာမှာဆေးရနာရှင်တက်တဲ့တော်လိုင်းပူပေါင်းတက်တို့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဒီတည်င်းကိုဒဝဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ရည်ဖြူမျိုးနဲ့ဒဝဲအထူးစည်းပွားရေးဆောင်ဒေသမှာရှိတဲ့ဧကနီရွာနာမှာဆေးရနာရှင်တက်တဲ့တော်လိုင်းပူပေါင်းတက်တို့ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အင်အားတရာဝန်းကျင်ရှိတဲ့ဆရာနာရှင်တပ်စစ်ကြောင်းနဲ့တော်လိုင်းရေးတပ်တို့စက်တင်ဘာလ30ရက်နေ့အောက်တိုဘာလ1ရက်နေ့တွေမှာတိုက်ပွဲဖြစ်ခဲ့တာပါ။အဲ့ဒီဆရာနာရှင်တပ်စစ်ကြောင်းဟာစက်တင်ဘာလ28ရက်မနေ့စောစောမှာဒဝဲအထူးစည်းဝေးရေးဆောင်ဒေသမှာရှိတဲ့ဘကောဇွန်ရွာကိုစရောက်လာတယ်လို့ဒေသခံတွေကပြောပါတယ်။ဘကောဇွန်ရွာကိုရောက်လာတဲ့အချိန်ဒေသခံ30လောက်ကိုဖမ်းဆီးပြီးတ냐အိပ်ပြီးတဲ့နောက်တရက်မှာ ဝက်ချောင်းနဲ့ခမောင်းချောင်းရွာတွေစီကိုဆက်လက်ထွက်ခွာသွားတယ်လို့ဆိုပါတယ်။ဒီလိုထွက်ခွာလာချိန်ဖမ်းထားတဲ့ဘခေါ်စွန်းဒေသခံအာလုံနီပါကို ပြန်လွှတ်ပေးခဲ့ပြီးမဲ့အမျိုးသားတဦးကိုတော့ဆက်ပြီးဖမ်းသွားတယ်လို့ပြောပါတယ်။တဲချောင်းမြို့နယ်ကြောက်လေကားရွာကနေ83လုံးကိုဆင်းရနာရှင်တက်ကမိရှုဖြက်စီခဲ့တယ်လို့ကရင်မျိုးသားစီယုံခင်းညူတမဟာလေးမြို့တော်ရဲ့ခရိုင်ပြည်သူဆက်ဆံရေးနဲ့တည်င်းပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။တည်တဲ့တင်းကိုတော့ဒေါ်ဝဲဝက်အောက်ဖက်သားတို့ကပြောပြပေးသွားမှာပါ။ တည့်ချောင်းမျိုးနဲ့ကြောက်လေကားရွာကနေ93လုံးကိုဆန္ဒရှင်တက်ကမိရှုဖြစ်စီခဲ့တယ်လို့ကရင်မျိုးသားစီကိုခင်းယူတက်မဟာလီဘရိတ်တွေခရိုင်ပြည်သူဆက်ဆံရေးနဲ့တည်ပြန်ချိုင်ဌာနကထုတ်ပြန်ပါတယ်။အုတ်တူရွာကနေအင်းပြားရွာနဲ့ကြောက်လေကားရွာပဲစစ်ကြောင်းထိုးလာတဲ့ဆန္ဒရှင်တက်စစ်ကြောင်းနဲ့ပြည်သူကာကွယ်ရေးပူပေါင်းတပ်တို့စစ်တမလ29ရက်နဲ့30ရက်နေ့ထွေမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ တိုက်ပွဲဖြစ်နေချိန်စနေမာလာ29ရက်ညပိုင်းနဲ့နောက်ပြရက်မနေ့ပိုင်းမှာ ကျုပ်လီကရွာကအနေသွေးကိုဆက်နာရှင်တက်စစ်ကြောင်းကမိရှုဖြစ်စီခေတာလို့တွန်လိုင်းတက်ဖွဲ့ဝင်အချို့ကပြောပါတယ်။တည့်ချောင်းမျိုးနဲ့အပေါ်ပိုင်းကိုစစ်ကြောင်းထိုးနေတဲ့ဆက်နာရှင်တက်စစ်ကြောင်းကိုခင်ယူတမဟာလီလောက်ခံ တင်းရမျိုးသားလွမြောက်ရေးတံမတော် KNLA တိုင်းစနေနဲ့တော်လိုင်းမဟာမေပူပေါင်းတပ်တွေကကျောက်လီကားရွာမှာဂျားဖြတ်တိုက်ခိုက်ခဲ့လို့ KNU ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီလိုဂျားဖြတ်တိုက်ခိုက်ခံရပြီးနောက်ပိုက်ပွဲနဲ့မသက်ဆိုင်တဲ့ကျောက်လီကားရွာကအနည်း83လုံးကိုဆက်နာရှင်တပ်ကမိရှုပ်ဖြစ်စီခဲ့တယ်လို့ဆိုပါတယ်။ စစ်တောင်ထုံနေတဲ့စာနာရှင်တပ်သားတွေကခမာရ403ခမာရ404နဲ့ခမာရ405ရဲ့ပူပေါင်းစစ်တောင်ကမိရှုဖြစ်စီခေတာလို့ထုတ်ပြန်ကြမှာဖော်ပြပါတယ်တော်ဝဲတက္ကသိုလ်ကျောင်းသားများတက်မကကဆောင်ရွက်နေတဲ့ပညာရေးလုပ်ငန်းတွေမှာအသုံးပြုဖို့ပန်းမြဝေစီအမိမြင့်မဟိအမိနဲ့ရန်ပုံဝေလျှောက်ဝေးအစီအစဉ်ပြုလုပ်နေပါဗျာ။ အရိယံပုံဝင်လျှောက်ဖွေရေးအစီအစဉ်ကိုစက်တင်ဘာလ28ရက်နေ့ကနေအောက်တိုဘာလ28ရက်နေ့အထိတလတာလုံးမယ်လို့ရထားပြီးရံပုံဝင်ကျပ်သိန်း80လောက်ရဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်ဒီအစီအစဉ်မှာပါဝင်လို့သူတွေအနေနဲ့ဒဝေတက္ကသိုလ်ကျောင်းသားများတမကရဲ့လူမှုကွန်ရက်ဆာမျက်နှာကနေတဆင့်ဆက်သွယ်ပါဝင်နိုင်တယ်လို့သိရပါဗျ။ဒဝေတက္ကသိုလ်ကျောင်းသားများတမကကဒဝေခရိုင်အတွင်းမြေပြင်ကျောင်းတစ်ကျောင်းဖွင့်လှစ်ထားပြီးကျောင်းသား80လောက်ကိုအခြေခံပညာရေးသင်ကြားပေးနေပြီးအစစ်မြေပညာရေးအတွက်ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်တာတွေလုပ်နေတယ်လို့ဆိုပါဗျ။ ဒီကမ်ပိန်းကရတဲ့ငွေတချို့နဲ့အွန်လိုင်းတင်ကြားရေးအတွက်ရထားတယ်လို့ဆိုပါတယ်မြေပြင်ကျောင်းအပြင်လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အဖြစ်ကွန်ပျူတာအခြေခံနဲ့ရှေ့ဦးသွနာပြသင်တန်းတွေကိုဖွင့်လှစ်ထားပြီးအတက်မွေးဝမ်းကျောင်းနဲ့ဆက်ဆက်တဲ့သင်တန်းတွေကိုလည်းအွန်လိုင်းပလက်ဖောင်းတွေကနေသင်ယူခွင့်ရဖို့အစီအစဉ်နေတယ်လို့ကျောင်းသားများသမဂ္ဂစီကသိရပါဗျ။ Dewash အဖွဲ့သားတွေစီစဉ်တင်ဆက်ထားတဲ့သတင်းတွေကို ရှုစားခဲ့ရတာပါ။ နောက်ပတ်တွေမှာလည်းတင်းနှိုင်းတိုင်းအတွက်သတင်းတွေကိုစုံစုံလင်လင်နဲ့တင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်ရှင်။